အခုမြင်တွေ့နေကြတာကတော့ကမ္ဘာအမြင့်ဆုံးရေခဲတောင်လို့သတ်မှတ်ထားကြတဲ့ဧဝရက်တောင်ပေါ်ကနေစကီစီးပြီးပထမဆုံးအကျင့်ဆင်နိုင်ခဲ့တဲ့အမှတ်တမ်းဗီဒီယိုဖြစ်ပါတယ်။ပိုလန်နိုင်ငံသားအန်ဒရီဘာဂီယားဟာနီပေါ်နိုင်ငံကကမ္ဘာကျော်ဧဝရက်တောင်ကြီးပေါ်ကို အောက်ဆီဂျင်ဘူးအခုမပါပဲတက်ခဲ့တာပါ။သူဟာပေ8000ကျော်ရှိတဲ့ death zone ဆိုတဲ့နေရာကိုရောက်ဖို့16နာရီကြာကြာတကူတည်းတက်ခဲ့တာပါ။ Andrea Andre Capitania Tetris Stalin Figura ဒီလောက်မြင့်တဲ့နေရာမှာအောက်ဆီဂျင်အရန်နည်းသွားတဲ့အတွက်အသက်ရှူစရာအောက်ဆီဂျင်ဘူးအခုမပါရင် အသက်ရှင်နိုင်ဖို့ခဲယဉ်ပါတယ် Okay brother you are very strong superman I am on top of the highest mountain in the world and I'm going to descend it on ski ဘာကြီးဟာသူ့ကြောမှာချိတ်လာတဲ့ ski နဲ့တောင်ထိပ်ကနေတဖြည်းဖြည်းချင်း short sin ချလာခဲ့ပါတယ်အစင်းလားဟာအန်ဒီရများတာကြောင့်အင်မတန်ခက်ခက်ခဲခဲဆင်းခဲ့ရတာပါ It's a big it ညဘက်မမောင်ခင်နားမဲ့စခန်းကိုရောက်ပြီးညဘက်ခီးဆက်ဖို့အန်ဒီရများတာကြောင့်အဲ့ဒီမှာတညအိပ်ပြီးနောက်တနေ့မနေ့မှခီးပြန်ဆက်ခဲ့ပါတယ်။သူဆင်းလာတဲ့အချိန်မှာဘယ်လန်းချောင်းကိုဆင်းရမယ်ဆိုတာကိုတော့သူ့ညီက drone ယာဉ်နဲ့ညွှန်ကြားပေးခဲ့ပါတယ်။အဆုံးသတ်မှာတော့ Andre Bagier ဟာနီပေါ်နိုင်ငံကကဘာကျော်အေဝရက်တောင်ကြီးပေါ်ကနေ ski နဲ့ oxygen ဘူးအကူမပါပဲပထမဆုံးဆင်းနိုင်ခဲ့တဲ့လူသားအဖြစ်စံချိန်တင်ခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်ဇောင်းလိုက်ပါ